တမန်တော်ပေါ်လူကထိုဘနာတိမြေဦးထဲမှာထဲထားလျက်ငါတို့နိုင်ရှိလို့ပြောခဲ့ပါတယ်။ဒါကိုကောရင်သူဩဝါဒစာဒုတိယဆောင်ခန်းကြီး၄မှာရေးသားထားပါတယ်။ဖျားသခင်ပေးတဲ့စုကျေးဇူးဟာ အဖို့တန်ပြီးတန်ရှင်းပါတယ်။အပြင်မှာကြည့်ရင်ရှင်အိုးတစ်ခုလည်းကတမိုးမရှိဘူးလို့ထင်ရပေမဲ့ခရစ်တော်ရဲ့တန်ရှင်သောဝိညာဉ်တော်နဲ့အမှန်တရားနှုတ်ကပတ်တော်ရင်းနဲ့ပြည်လာတဲ့အခါအမှန်တကယ်ပေါ်လွင်လာခဲ့ပါတယ် ယေရှုခရစ်ပထမအကြိမ်ကြွလာတော့ကတနေ့ထဲမှာလူပေါင်း3000နဲ့5000တောင်မန်တရားကိုလက်ခံရရှိခဲ့ကြပါတယ်။ဒါဟာပေတရုရဲ့အံ့ဖွယ်တရားဒေသနာကြောင့်မဟုတ်ပါဘူး။ပေတရုဟာအမှုပညာလက်ရာကိုပြီးမြောက်စေဖို့ဘောင်းတစ်ခုရဲ့အခန်းကဏ္ဍကိုပဲလှုပ်ဆောင်ခဲ့ပါတယ်။သူဟာသူ့အထဲမှာတန်ရှင်သောဝိညာဉ်တော်ကိုရရှိပြီးတဲ့နောက်ဖျားသခင်ရဲ့လှပတဲ့မှုရဲ့နံ့ကိုထုတ်လွှတ်ပြီးဖျားသခင်ရဲ့အတန်တော်ကိုဟောပြောတဲ့အခါတနေ့တည်းမှာလူပေါင်း3000နဲ့5000ကမိုးတိမ်တွေလူမျိုးစုယုံလာခဲ့ကြပါတယ် ဒီမြင်ကွင်းကိုတမန်တော်ဝိတ္ထုအခန်းကြီး၄ထဲမှာတွေ့နိုင်ပါတယ်။တင်းတို့နဲ့ကျွန်တော်ဟာရှင်အိုးနဲ့တူပေမဲ့လည်းအမှုပညာလက်ရာကိုကျွန်တော်တို့ထဲမှာထည့်သွင်းကြပါစို့။ဘောင်တခုဟာလူများစွာစီကအာယုံဆိုင်မှုကိုမရနိုင်တယ်လို့လူများစွာအတွက်ပျော်ရှင်စရာလည်းမဖြစ်နိုင်ပါဘူး။လူတိုင်းရဲ့အာယုံဆူးဆိုင်မှုမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ကျွန်တော်တို့ဟာအကျော်ကြားဆုံးအမှုပညာရှင်ရဲ့လက်ရာကိုထားခြင်းအပြင်လူတိများလာပြီးတခြားသူတွေအတွက်ယုံကြည်ခြင်းရဲ့တစိတ်တစ်ခုဖြစ်နိုင်ပါတယ်။ဒီအချက်ကိုတမန်ကျမ်းစာရဲ့နှုတ်ကပတ်တော်အဖြစ်အတည်ပြုကြပါစို့။တမန်တော်ဝိတ္ထုအခန်းကြီးနှစ်အခန်းငယ်တကူဖွင့်ကြည့်ကြရအောင်။ ပင်တေကုတ်တေပွဲနေရောက်သောအခါထိုသူအပေါင်းတို့သည်တညီတညွတ်သည်စီဝေး၍နေကြ၏ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သောအတန်သည်တခဏချင်းတွင်ကောင်းကင်မှလာ၍ထိုသူတို့နေထိုင်သောအိမ်ကိုခေ့လေ၏ထိုခဏချင်းတွင် ကွဲပြားသောရှာတို့သည်မိရှာကဲ့သို့ထင်ရှား၍ထိုသူအသီးသီးတို့ပေါ်၌တည်နေကြ၏ထိုသူအပေါင်းတို့သည်လည်းတန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ဝိညာဉ်တော်သည်ဟောပြောသောခွင့်ကိုပေးတော်မူသည့်အတိုင်းအမျိုးမျိုးသောဘာသာစကားအဖြစ်ဟောပြောကြ၏ ဖျားသခင်ဟာတန်ရှင်သောဝိညာဉ်တော်အဖြစ်ပေတရုရဲ့နှုတ်ကိုဖွင့်ခဲ့ပါတယ်။တန်ရှင်သောဝိညာဉ်တော်တကူတော်အဖြစ်နှုတ်ကိုဖွင့်လိုက်တဲ့အခါယောမမျိုးကကြောကြားတဲ့တဒနာပညာရှင်တွေထက်လူများစွာကအကျိုးသက်ရောက်မှုရှိတဲ့တရားဒေသနာတွေကိုဟောပြောနိုင်ခဲ့ပါတယ်။အခန်းငယ်38ကိုဆက်ကြည့်ကြရအောင်။ပေတရုကလည်းသင်တို့၏အဖြစ်ကိုလွတ်စေခြင်းကနောက်တရား၏တယောက်မျှမကျွင်းယေရှုခရစ်၏နာမ၌ပဋိဇံကိုခံကြလော့ တို့ပြုလျင်တန်ရှင်းသောဝိညာဉ်တော်တည်းဟုသောစုကျေးဇူးတော်ကိုခံရကြလိမ့်မည်အကြောင်းမူကားဂတိတော်သည်တင်းတို့နှင့်၎င်းတင်းတို့၏တာသမီတို့နှင့်၎င်းဝေသောသူတို့တွင်ငါတို့၏ဖျားသခင်ထာဝရဖျားခေါ်တော်မူသည်မြသောသူတို့နှင့်၎င်းဆိုင်သည်ဟုဟော၏ထိုမှတပါးသဘောမဖြောင့်သောဤအမျိုးမှကဲတင်ခြင်းသို့ရောက်ကြသောဟု၍အထူးထူးအပြားပြသောစကားနှင့်တက်တည်ခံ၍တိုက်တွန်းတွေးဆောင်လေ၏ ထိုစကားကိုအစ်စ်နှလုံးသွင်းမိသောသူတို့သည်ပဋိဇံကိုခံ၍ထိုနေ့၌အရေအတွက်အဖြစ်3000မြောက်လောက်သောသူတို့သည်ဝင်ကြ၏။တနေ့ထဲမှာပဲလူပေါင်း3000ကနောင်လာရပြီးပဋိဇံခံခဲ့ပြီးအမှန်တရားတွေကိုပြောင်းလဲနိုင်ခဲ့ကြပါတယ်။ဒီပေါင်ရဲ့အခန်းကဏ္ဍကြောင့်မဟုတ်ပဲအဲ့ဒီပေါင်အတွင်းကထိမ့်သိမ်းထားတဲ့အံပွေလက်ရာကြောင့်ဒီလိုဖြစ်နိုင်ခဲ့တာဖြစ်ပါတယ်။တနည်းနဲ့ပြောရရင်ပင်တေကုတ်တီပွဲနေမှာပီတူဟာ ဖျားသခင်ရဲ့အံ့ဖွယ်လက်ရာဖြစ်တဲ့တန်ရှင်းသောဝိညာဉ်တော်တကူနဲ့ပြည့်နေခဲ့ပြီးအမှန်တရားကိုရင်ငက်တဲ့စိတ်ဆင်းရဲနေတဲ့ဝိညာဉ်တွေစီဟောပြောခဲ့ပြီးအဲ့ဒီနေ့မှာလူပေါင်း3000ကိုနောင်တရစေခဲ့ပါတယ်။စัจကြည်ကြရအောင်အခန်းငယ်42ထိုသူများသည်တမန်တော်တို့၏စုံမောဝါဒကိုခံခြင်းအပေါင်းအသင်းဖွဲ့ခြင်းမုတ်ကိုဖဲ့ခြင်းပတ္ထနာပြုခြင်းတို့ကိုအမြဲဆောင်ရွက်၍နေကြ၏လူပေါင်းတို့သည်ကြောက်လန့်ခြင်းရှိသည်ဖြစ်၍တမန်တော်တို့သည်များစွာသောနမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကိုပြုကြ၏ ယုံကြည်သောသူအပေါင်းတို့သည်တစုတဝေးတဲ့နေကြသဖြင့်မိမိတို့၌ရှိသမျှကိုဆက်ဆံ၍သုံးဆောင်ကြ၏မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလျင်လူများစင်းရဲ့သည့်အတိုင်းအတီးတီးတို့အားဝေငှခြင်းကိုပြုကြ၏ထိုသူတို့သည်လည်းဘိမှန်တော်၌နေတိုင်းအစဉ်တညီတညွတ်ထဲနေ၍ကိုယ်အိမ်၌မုတ်ကိုဖဲ့လျက်ကြီးဖြူရှင်လန်းဝမ်းမြောက်သောစိတ်နှင့်အစာဟာရကိုသုံးဆောင်ကြ၏ဖျားသခင်ကိုလည်းချီးမွမ်း၍လူအပေါင်းတို့ရှိမှမျက်နှာပွင့်လန်းခြင်းအခွင့်ကိုရကြ၏ကဲတင်ခြင်းတို့ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ်သခင်ဖျားသည်တင်းဝင်စေတော်မူ၏ ်လူတွေဟာဘောင်ကိုကြည့်ဖို့အမှုပညာပြပွဲကိုလာလေကြပါသလားသူတို့ဘောင်ကိုကြည့်ချင်ပါသလဲသူတို့ဟာနမဲကြီးပကြီးဆရာတဦးရဲ့လက်ရာကိုကြည့်ဖို့လာကြပါတယ်ဒီလိုပါပဲကျွန်တော်တို့အထက်မှာတန်ရှင်းသောဝိညာဉ်တော်မရှိပဲဧဝံဂေလိကိုလှုပ်ဆောင်တာဒါမှမဟုတ်ယုံကြည်ခြင်းအတ္တကိုနေထိုင်မယ်ဆိုရင်ဝိညာဉ်ရေးရပျော်ရွှင်မှုကိုဘယ်သူ့ကိုမှမပေးဆွနိုင်ပါဘူး ကျွန်တော်တို့ဟာတန်ရှင်းသောဝိညာဉ်တော်တကူမှာချုပ်တက်ပြီးယုံကြည်ခြင်းဘဝမှာအားနည်းနေသေးတယ်ဆိုရင်ကြော်ကြားပြီးအမှန်တကယ်မှတ်သားစရာကောင်းတဲ့အမှုပညာရှင်ရဲ့လက်ရာကိုထမ်းဆောင်နေသူတွေဖြစ်လာတင်ပါတယ်။